ချောက်ကပ်ဖြစ်တာတော့နှစ်နှစ်ကျော်ပြီကျွန်တော်စီမကွန်ပျူတာဆိုတဲ့ဝန်နေတာပေါ့ကျမရေရတလောက်ကြီးဆိုးဆိုးသွားပြီဖြစ်သွားတော့ကုန်ပြောင်းတာလေရုပ်ကြီးရောအသားကြီးတွေရောချောက်ကပ်စားပြပြီအသေးတန်စားပြကြတဲ့အတိုင်းအခုချိန်ကာလအထိဆိုပထောင်လောက်ကျော်ကုန်ကြစေကိုမအရင်ကတော့ဘိုးဘွားပါရင်ညာချောင်းနေပါရှိသေးလေကျွန်တော်ကျမကြီးဖြစ်တော့အဲ့ဒါတွေပါအကုန်ရောင်းရတာ တောင်းလာတော့အိမ်မှာလည်းလက်လုံးနဲ့စားနေဘလို့ပဲစားရတာပေါ့ဖေနဲ့မေကအရှုပ်လူကြီးပြောဘာလို့မလို့တလောက်ကြီးသူများတွေကိုဒုက္ခပေးရလဲဘာလို့သူများမစင်တဲ့အသက်ရှင်နေရလဲဆိုတော့သူတို့တွေကတော့သူတို့မဖြစ်တော့လဲပြောပြောကြတာပေါ့ ကျောက်ကဖြစ်တာတော့နှစ်နှစ်ကျော်ပြီကျွန်တော်ကျွန်တော်ကျောက်ကစာပြပြီးဆိုတာတီးရတော့အဆင့်၅ဒီကိုရောက်သွားတယ်။အင်းကျောက်ကစီမှာပဲနေလို့ကောင်းတယ်ကျောက်ကမစီရင်အဲလူကမောလာပြီးနေလို့နေလို့မကောင်းတော့ပုံမှန်တော့တစ်လ၈ချိန်စီရတယ်။တစ်ခါလေးဆိုတော့၉ချိန်၁၀ချိန်အဲ့လိုမျိုးအဲကျွန်တော်ကသူ့ရိုးဟာကိုမသိတာ တွေးတူတာကိုတွေးတူတာဒီကောင်းနေကြိုက်စက်တီထိုးဆိုတော့ကိုကလည်းလူငယ်ဆိုတော့ဒီတိုင်းပဲရိုးရိုးကောင်းကြိုက်တယ်ပဲထင်တာအဲဆိုတော့အကြိုက်ခဲပျော်စီတောက်လိုက်တက်တာသွားလိုက်အန်တောက်လိုက်တက်တာသွားလိုက်နောက်ဆုံးကြတော့အဲဆေးကလုံးလုံးစစ်ကြည့်လိုက်ခါကျမှကြောက်ကကလုံးလုံးပျက်စီးနေဆိုတော့သိရတယ် ကျွန်တော်ကကြတော့တခြားလူတွေလိုအဲ့လိုဘိုက်တွေပါတယ်မပူမပူဘဲနဲ့ကျွန်တော်ရဲ့ဒီဟွာကြတော့ဒီနှလုံးနေအဆုတ်တွေထဲမှာရေတွေကဝင်တာခဏခဏဝင်နေလို့ရှိရင်မကောင်းတော့အဆုတ်လည်းမခံနိုင်တော့နှလုံးကလည်းအဲ့လိုမျိုးရေဝင်မှများလို့ရှိရင်ဒီကြောက်ကက်ဆေးနေတဲ့နှလုံးတွေပါတယ်ရက်သွားရှေ့လေအာဆိုအားကြောင့်ဆရာဝန်ကလဲဖို့လဲတိုက်တွန်းမယ်တိုက်တွန်းပြီးရောကျွန်တော်အရင်တော့လို့ဟိုထူးထူးဆောင်းဆောင်း လဲဖြစ်လာပြီလေအဲဆိုသူကဆရာဝန်လဲဖို့အတွက်တိုက်တွန်းတော့အာလဲဖို့အတွက်ကြိုးစားပြီကျွန်တော်ဒီနေ့ကြောက်ကစီနေပါတယ်ကျွန်တော်တို့ကဇာတိယရင်းနှီးချောင်းနေဘက်ကရင်းနှီးချောင်းနေဘက်ကကိုလည်းတော်တော်တော်ကြတယ်ပေါ့ရင်းနှီးချောင်းမျိုးပေါ်လည်းမဟုတ်ဘူးကျွန်တော်နိုင်ငံခြားထွက်ရှင်တာချောင်းပြီးတော့လည်းနိုင်ငံခြားထွက်ဖို့အတွက် န်ကုန်တက်လာတာပဲကျွန်တော်အီမေဂျာနဲ့ပြီးရအဝန်တက်လာတော့အိမ်မက်တီလေးတကယ်ဖြစ်ပြီးငါလှုပ်ရှင်နိုင်လဲလောက်ရတော့မယ်ဆိုတော့အတွင်းနေတော့ကိုကိုပင်မမလည်းမသိဘူးစနေတင်းကူဆိုတော့တင်းနှန်းသွားတယ်ညဆိုရင် online class တွေတက်တယ်နေ့ဆိုရင် အလုံးလုံးတယ်အာတစ်နှစ်ပတ်နှစ်နှစ်ကျော်လောက်ပေါ့နှစ်နှစ်ကျော်လောက်အဲ့လိုပဲအရှင်ကုန်းနေတာကိုယ်အိမ်မက်နောက်ကိုကိုလိုက်နေတာဆိုတော့ပင်မမလို့ပင်မမလည်းမသိဘူး ဒါပေမဲ့အိမ်မက်တွေကလည်းဖြစ်မလာပါဘူးကိုကိုဖြစ်ရှင်းတာတွေကိုလှုပ်ရှင်းတာတွေကကိုလို့အလွန်လေးရှော့ရှော့ရီးခါလေးကြောလေးလေးကိုပြေကို ပြန်တွေးမိအကိုကိုကိုလဲတော့လာလေရကိုမိသားစုအဆင်ပြေဖို့ကိုကြီးကိုမောင်မားရဲ့အဆင်ပြေဖို့လေအောင်ရေရောကနေတဲ့အချိန်မှာကိုမိသားမတူမှမရှိဘူးဒီကိုမောင်မားလည်းကိုဖေးမှာမလည်းမသိဘူး ကျမရေးဖြစ်တော့လူတွေအကြောင်းဘူးသိရတယ်ဆိုမဲ့ကိုယ့်ရဲ့ညီကိုမတော်မအကြောင်းဘူးသိရတော့ဘိုးဘီဝမ်းနဲ့ကျွန်တော်အတော်ကယုံပြီးကျွန်တော်အိမ်တော်မယ်ကျွန်တော်အတော်တော့ငွေကြီးကျွန်တော်မထောက်ပတ်နိုင်ဘူးမထောက်ပတ်နိုင်ဘူးဆိုတော့အိမ်ကလည်းမရှိဘူးလေဘာမှ ရှိတဲ့အဲ့လိုယာတွေလဲသူတို့အဲရတော့ရောင်းပေးပါတယ်ကျွန်တော်ကျန်းမာရေးဖြစ်တော့ကြောက်ကဲဆေးရတယ်ဆိုတာလဲစက်တိုက်စက်တိုက်ဆက်ဆေးနေတာဆိုတော့ကုန်ကြဆေးကလည်းများတော့အတော်ကတော့ကျွန်တော်အတော်ကတော့သူဆုံးသွားတဲ့အထိတော်တော်ယုံပေးတာကျွန်တော်ကျွန်တော်ကကြောက်ကဲဆေးဘုကပတ်ဆက်ရှိမှရမှာဆိုတော့အာနေဘူးလည်းမရှောင်းမိုးလာလည်းမရှောင်းအလုပ်တွေလုပ်တာသူမှနေမကောင်းဖြစ်နေရတာမသူမှနားနိုင်ဘူး တကယ်လည်းကျမအဖြစ်ရောကဲတော့မကဲလိုက်နိုင်ဘူးအခါရဲဆုံးတော့ဆရာကြော်လေးကျွန်တော်တော့ဆုံးမှာကျွန်တော်ကြောင်ဆိုပြီးရကျွန်တော်ရင်ချိုးမြိုက်လိုက်ဖြစ်တယ်နေကောင်းနေမကောင်းတာတော့မယ်နာနာနေနေဒုက္ခမြန်နေမသွားနိုင်ကျောင်းကစားပြပြီးအသေးစားစားပြကြတဲ့အခုချိန်ကာလအထိဆိုပထမတော့ကြော်ကုန်ကြစေ့ အခုဆိုအိမ်ကကျွန်တော်တို့လက်လုံးလက်စားပေါ့ကိုမအရင်တော့ဘိုးဘွားပိုင်းဒါရှောင်းနေပါရှိသေးလေးပေါ့ကျွန်တော်ကျမကြီးဖြစ်တော့အဲ့ဒါတွေပါအကုန်ရောင်းလာရတာရောင်းလာတော့အိမ်မှာလည်းလက်လုံးလက်စားနေဘလိုပဲစားရတာပေါ့ဖေနဲ့မေကရာထဲမို့အဲရောင်းရတယ်အကုန်ရောင်းမလားဘိုးစားရရောရောင်းအဲ့ဒီဆိုအလူရှင်တွေကလေကျွန်တော် လူငယ်လေးကျွန်တော်လည်းကံကောင်းနေပြောရမယ်အလူငယ်လေးရတယ်ဒါတော့သူတို့လူတဲ့ဥစားလေးလည်းစူတာအဲဟာရောင်းလို့ရတယ်များလည်းရောင်းချလိုက်တာဒီကြောက်ကဲလဲဖို့လောက်တဲ့အရှိန်ဒီရောက်လာတာတို့ဆိုကျွန်တော်လည်းမမျောမှန်းနိုင်ပါဘူးဒီသိန်းတစ်ထောင်ဆိုရယ်ပမာဏနေတဲ့ပမာဏမှမဟုတ်တာအရှုပ်လို့ပြောဘာလို့မလို့တလောက်ကြီး လူများတွေကိုဒုက္ခပေးရလဲဘာလို့လူများမစင်တဲ့အသက်ရှင်နေရလဲဆိုတော့အဲ့လိုပြောတယ်လို့ရှိရင်ကျွန်တော်အစားတော့အမနိုင်ပြောရင်ကျွန်တော်ကိုယ့်ကိုယ်ကိုတော့တတ်လို့တည်ရင်အမိပါတော့ငါဒုက္ခမပေးတော့ဘူးသူတို့တွေကတော့သူတို့မဖြစ်တော့လဲပြောပြောကြတာပေါ့ဘသူကကျမလည်းအသက်ငယ်ငယ်လေးနဲ့လူဘွားနေရတဲ့လောက်တော့နေနေတာပေါ့ကိုမအဆင်မပြေတော့လို့လား ကွန်ပျူတာဆိုတဲ့ဝန်းနေတာပေါ့ကျမကြီးရတလောက်ကြီးဆိုးဆိုးသွားကြီးဖြစ်သွားတော့ကုံပြောင်းတာလေရုပ်ကြီးရောအသားကြီးရောအန်ကြိုက်တော့ပေါ့ကျွန်တော်ကလူငယ်လူငယ်ပြီးပြီးအဲလှတယ်လှကျင်တယ်မလှကျင်ဘူးဆိုတာတဲ့ဘယ်လိုပြောကိုကိုကြည့်ကောင်းနေတယ်စမကြကျင် ဟောကိုကလည်းလူငယ်အလောက်ကလည်းအမှန်တော့ရတယ်ဆိုတော့သူမိအားရိဆန်လို့ရှိရင်လည်းပပလေးတက်တက်လာလာနေရသေးရဲ့လေဟာဆိုကြွကြွမမပဲနေစီလည်းမတော့ဘူးကိုလည်းမစားဘူးရဲလည်းမတော့ဘူးကိုကူကိုငါဒါစားလို့ရှိရင်ငါဝလာမယ်အဲ့လိုမျိုးလေးကြည့်အစားတောက်တရားစားကျွန်တော်အငတ်ခံတာငတ်ခံတယ်လှအောင်နေရင်ဒါမှကျဲမရဲဖြစ်လိုက်ဆိုတော့အကုန်အလကားပဲကို အရင်တော့ရှိခဲ့တဲ့ရုပ်ရည်လည်းတခုမှမရှိတော့အာကိုကျမကြီးကောင်းဖို့ပဲမျောလင့်နေရတယ်။ဘာလို့ဆိုတော့ကျွန်တော်အိမ်မှာကျွန်တော်ပဲရှိရလေ။ကျွန်တော်ပဲရှိတော့ကျမကြီးကောင်းလို့ရှိရင်လည်းအိမ်အတွက်ပြန်ပြန်ယုံပြီးအောင်အတော်အတွက်လည်းအတော်ဖြစ်ရှင်တဲ့ဆန္ဒကိုလည်းရအောင်ယုံပြီးအောင် ကျမကြီးပဲကောင်းကျင်တော့တယ်။အဲဒါကိုမှကိုပဲရှိရလေ။ရှားလို့အာကိုလို့မှမရဘူး။